အားလုံးမင်္ဂလာပါဗျ။ဆော့ကာဒီယံမြို့တဲ့ပြန်လည်ပြီးကြိုဆိုလိုက်ပါ။ကျွန်တော်ဒီနေ့စနေညမှာတော့ဒီပွဲစဉ်ပွဲကောင်းနေအများကြီးကံမှုရှိပါတယ်။ဒီကြားရက်မှာပြုပပွဲစဉ်ဒီကံမှုရှိတာကြောင့်ဒီပုံမှန်တက်ဒီစနေနေ့မှာတော့ပွဲတွေပုံများထားနေတာမှရှိပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာတော့ EPM မှာ define ဒီလာလီဂါနဲ့ဘူနက်စလီဂါဒီနှစ်လီပေါင်းပြီးတော့ define ဆိုတော့နှစ်ဖိုင်ကိုဒီလိုလိုရှင်ပြင်ပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်။ညညတော့ဒီ Friday night မှာကိုကြီးကိုကြီးအဆင်ပြေကြလိမ့်မယ်လို့ယူဆပါတယ်။ညနေ Friday night မှာ သုံးဘွဲခံမမိရမှာသုံးဘွဲလုံးအဆင်ပြေထားတဲ့ဒီချာမှာရှိပါတယ်။ကျွန်တော်ရဲ့ဒီတစ်ဖက်စာမှာမှာပလန်နဲ့ဘူယမ်ဒီတစ်ဘွဲကောင်ဒီနိုင်ပြီပလန်လေးနဲ့ညီကိုများလဲဘယ်ကဖုန်းနံပါတ်ဘိုင်ဘောက်တယ်လီဂရမ်လာရောက်ဆက်တယ်မြင်းမြန်းယူနိုင်ပါတယ်။ကျွန်တော်ဒီ preview ဘွဲစဉ်တွေဘက်ကိုသွားလိုက်အောင်။ပထမကျွန်တော် EPM ဘွဲစဉ်ဖြစ်တဲ့ဒီ Nokia Forex နဲ့ Chelsea ဘွဲစဉ်ရောဒီစနေနေ့ရဲ့အစောဆုံးဒီ6နိုင်မှာကံတဲ့အစောဆုံးဘွဲစဉ်ဖြစ်ပါတယ်။ဒီဘွဲစဉ်မှာတော့အဝေးဝင်ချက်စီကဘူလကြီး level ရှုံးဘူပေါင်းလေး350ဆာမှာခြေပွန့်ထားပါတယ်။ ဈေးတော့ကြည့်ရမှာဆိုတော့တိကျတဲ့ရာကြီးဒီ forex info မှာလည်း chelsea ကဒီ level ရှုံးစည်းပဲဖောက်ထားတာဖြစ်တဲ့ကြောင်းဈေးတန်းရတော့ဒီ chelsea ဈေးအရင်မပြောတဲ့နေရာမှာရှိပါတယ်လက်ရှိ form မှာလည်းဒီပြန်ပွဲဆုံးမှာဒါဒီ chelsea တို့နိုင်ပွဲတွေရနေရဆိုပေမဲ့ epm မှာတော့ဒီ form အရင်မကောင်းပါဘူးနောက်ဆုံး liverpool နဲ့နိုင်ထားတဲ့ပွဲပဲပြောစရာရှိပါတယ်ဒီနောက်ဆုံး၃ပွဲမှာ၂ပွဲရှုံး၃ပွဲနိုင် united ကိုရှုံးထားတယ်ဒီ right down ရှုံးထားတယ် liverpool ကိုနိုင်ထားတဲ့နေရာဒီ form အရင် epm မှာ form အရင်မကောင်းတဲ့ chelsea တို့နေနဲ့ဒီဈေးကတော့ ဖြစ်တင်ဖြစ်တဲ့ဇီးလို့ယူဆပါတယ်ဒီနိုတရဖွဲ့တဲ့ကြီးမင်းဆိုလည်းသူ့နေနေဒီနီးပြတဲ့အန်ပေါ်စလိုကိုကင်ပြီးရဲ့နောက်ပိုင်းမှာနိုင်ွယ်ဘွေးမှာမရရှိထားသေးပါဘူးဒါကြောင့်မို့ဒီနီးပြတဲ့လည်းရှင်နေမကောင်းတဲ့နေသားမှာရှိပါတယ်ကျွန်တော်ဒီဘွေးမှာတော့ဒီစနေနေ့ရဲ့အစောဆုံးပွဲစဉ်လည်းဖြစ်တယ်ဒီဟိုကီအနေနဲ့ဒီအစောဆုံးပွဲစဉ်နေဆိုရင်အရင်ကြီးသူ့နေနေထိန်းချုပ်လို့မရှိပါဘူးဒီအစောဆုံးပွဲစဉ်နေဆိုရင်လွတ်ပေးတဲ့ခြေစွမ်းရပဲကန်ခိုင်းပြီးတော့ဒီလွတ်ပေးတဲ့အနေထားမှာရှိပါတယ်ဘူကီကဒီနောက်ပိုင်းပွဲစဉ်တွေလောက်ပဲသူ့နေနေဒီထိန်းထားတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီဘွေးမှာတော့ အခုကွင်း Chelsea တို့ level ရှင်းပေါက်ကြရမှာလက်ရှိမှာလည်းအဆင့်ခွင့်နေရမှာပဲရောက်ရှိနေတဲ့အခြေအနေဖြစ်တာကြောင့် Chelsea တို့အနေနဲ့နိုင်ပွဲလိုအပ်နေတဲ့အနေအထားမှာဒီ foreign အင်ဂျင်ဖြစ်ပေမဲ့လက်ရှိကောင်ပြတ်နေတဲ့ foreign တို့ကိုဒီ level ရှင်းပေါက်ကြရမှာအနိုင်သုံးမှတ်ရရှိသွားမဲ့ပွဲလိုယူဆပါတယ်။ဒါကြောင့်မို့လို့ဒီဘက်မှာတော့အခုကွင်း Chelsea ဘော်ဒီကိုမြင့်ရှင်းထားပါရဲ့။နောက်တစ်ခုကတော့ဒီ Manchester City နဲ့ Everton ဒီဘက်မှာအင်ဂျင် Manchester City ကဘော်ဒီကြီးတစ်လုံး90ရှုံး၊ဂိုးပေါင်းကြီး350စားမှာခြေခွန့်ထားပါရဲ့။ဒီစီးတန်းတော့ဒီပြီးခဲ့တဲ့ရာသီ head to head ဒီမှာလည်း ဒီဇီလန်လောက်ပဲဖောက်ထားနေထားမှာဖြစ်တာကြောင့်ဇီလန်ကတော့အရင်ပြောတဲ့အောင်ရှိတဲ့နေထားမှာရှိပါတယ်။အရှိဖောက်မှာတော့ဒီမန်ချက်စတာစီးတီးတို့ဖောက်နေငယ်နောက်ပိုင်းဝက်စနေမှာဖောက်နေငယ်ကိုကောင်းလာတဲ့နေထားမှာရှိပါတယ်။ဒီမန်ချက်စတာစီးတီးနောက်ဆုံးနောက်ပိုင်းမှာ၃ပွဲနိုင်၂ပွဲတည်ရှုံးမမရှိကန်လာပြီးဝင်းဝင်းအဗာတန်ကလည်းနောက်ဆုံးနောက်ပိုင်းမှာ၃ပွဲနိုင်၂ပွဲရှုံး၂ပွဲတည်ဖောက်တင့်တင့်ရှိတဲ့နေထားမှာရှိပါတယ်။ဒီပွဲစဉ်မှာတော့ဒီအဗာတန်ကတော့ဒီဒီပွဲစဉ်မှာသူရဲ့ဒီဒီနေ့ရက်ဒီမှာ goal black asset ဒီအများဆုံးရယူထားတဲ့ check green နဲ့ ဒီမစ္စတာစီဒီယာနဲ့အနှောက်ခေါ်တာဖြစ်တဲ့ကြောင်ဒီဒီအနှောက်ခေါ်တဲ့ကစားသမားဖြစ်တာကြောင်ဒီလူမျိုးထိတိုက်ပွဲစဉ်မှာဒီချက်ကလေးလေးမပါဝင်လာနိုင်တဲ့နေရာမှာရှိပါတယ်။ဒါကြောင့်မို့ဒီအင်ဗာတန်ရဲ့တိုက်စစ်အငင်းငယ်အားနည်းလာနိုင်တဲ့နေရာမှာရှိပါတယ်။မစ္စတာစီဒီကိုကြည့်မှဆိုရင်ဒီဝက်ပီယန်ဒီချန်ပီယံလေးရည်ကြီးတဲ့ပွဲစဉ်ဒီဗီလာကြီးရဲ့အင်ဝင်မှာတော့ကန်ရမယ့်နေရာမှာလည်းဖြစ်တယ်။ဒီဒီနေ့ရက်ဒီပက်ဂွာရီယိုလာရဲ့ပလေးစတိုင်ကလည်းသူရင်းနေဒီကိုယ်ရည်အများကြီးတွန်းထားတဲ့ကြားမှာမရှိပါဘူး။ဒီတစ်ခိုးလောက်တွန်းပြီးွားရေးဆိုရင်ဒီအဓိက နိုင်တော့မှရရှိရတဲ့အတွက်ဒီခံစစ်ကိုပြန်ပြီးတော့ဒီကုမပေးရရေးအတွက်ပြန်ပြီးတော့ပြန်ဆင်တတ်တဲ့အနေထားမှာရှိပါတယ်။အဲဒါကြောင့်မို့ဒီဘွဲစင်မှာတော့ Win-win Everton ကလည်းသူတို့ရဲ့အဓိကတိုက်စစ်မှုပပဝင်တဲ့အနေထားမှာ CD ရဲ့အိမ်ဝင်မျိုးမှာခံစစ်သားပေးလာတဲ့အနေထားမှာရှိပါတယ်။ဒါကြောင့်မို့ဒီဘွဲမှာတော့ကလုံးလာစားပေါက်ကြောက်မှာဘုံဘောင်အကူရွေးချယ်ထားပါတယ်။ဘိုလ်ကြီးတလုံး90ရှင်ပေါက်ကြောက်မှာဒီမစစား CD နေနဲ့ဒီနှစ်ခုပြတ်ဖို့ခက်ခဲလာနိုင်တဲ့အွဲလို့ယူဆပါတယ်။ဒါကြောင့်မို့ Everton ဘိုလ်ရင်းနဲ့ဘုံဘောင်အကူဦးစားပေးရွေးချယ်ထားပါတယ်။ နောက်တစ်ပွဲတော့ဒီ Brighton နဲ့ Newcastle ဒီပွဲမှာ Borussia တည်းတည်းကြီးပွန်ထားပြီးဘိုးဘောင်ကြီးနှလုံးရှုံးမှာကြီးပွန်ထားပါတယ်။ဒီနေ့ဒီလက်ရှိကာနာဖောင်ကြီးမှာကာနာဖောင်ကတော့နှလုံးကြီးတိတ်မကွာတဲ့အခြေအနေမှာရှိပါတယ်။ Brighton လည်းနောက်ဆုံးကောက်မှာနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ပွဲတည်းဝင်ဝင် Newcastle လည်းနောက်ဆုံးကောက်မှာသုံးပွဲနိုင်တစ်ပွဲရှုံးတစ်ပွဲတည်းဖောင်ရတော့မဆိုးလို့ပြောလို့ရတဲ့အခြေအနေမှာရှိပါတယ်။နောက်ပိုင်းဒီပြန်ပွဲဆိုမှာတော့ရလလေးကြီးပြန်ကောင်းလာတဲ့အခြေအနေမှာရှိပါတယ်။ပြီးခဲ့တဲ့ရာသီစမှာတော့ EPL မှာရုန်းကန်ရတဲ့အခြေအနေမှာရှိပါတယ်။ဒီ Newcastle ရဲ့ EPN Awakening Fund ကြီးရမှာစင်ဘူးကဆယ် Awakening သုံးခွဲကန်ထားရမှာရကူလည်းများရှိထားတယ်လို့ပေကူလည်းတခုမှအပေးထားနေထားမှာရှိပါတယ်ဘူးကဆယ် Awakening သုံးခွဲမှာ Aston Villa နဲ့ CC Leeds United နဲ့ CC ဒီဘုံပေါင်းနဲ့ဒီနည်းကန်ထားနေထားမှာဖြစ်တာကြောင့်ဒီဘူးကဆယ်တို့အနေနဲ့ Awakening မှာသုံးဂိုးလို့ရဖို့လည်းခက်ခဲတယ်လို့ဒီပေကူလည်းမပေးထားတဲ့ဘူးကဆယ်ခန်းစစ်ကိုတွေ့ရတဲ့နေရာမှာရှိပါတယ်ကျွန်တော်ဒီဘွဲမှာတော့အဲ ထပ်တူရတဲ့မှာလည်းဒီဘက်တန်နဲ့တွဲဆုံတိုင်းမှာနျူကာဆယ်ခက်ခဲတဲ့နေထားမှာဖြစ်လာကြအောင်ဒီပွဲစဉ်မှာလည်းနျူကာဆယ်တို့အနေနဲ့ဒီကန်ဇယ်ဒါဘီမျိုးဒီကိုရဖို့လည်းရုန်းကန်ရမယ့်နေရာမှာရှိပါတယ်။ဒါကြောင့်ကျွန်တော်ဒီပွဲမှာတော့နှလုံးရှုံးပေါက်ကြအောင်မှာကိုမအောက်တမျိုးတွေဝင်ရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ဒီ EVN နောက်ကျပွဲစဉ်ဖြစ်တဲ့ဒီပွဲကောင်းတစ်ပွဲဖြစ်တဲ့ဖူဟန်နဲ့အာဆင်နယ်ဒီပွဲမှာအဝေးအာဆင်နယ်ကဘော်ဒကြီးတစ်လုံးတည်းပူပေါင်းကြီးနှလုံးရှုံးမှာကြီးပွင့်ထားပါတယ်။ဒီနေ့ဒီလက်ရှိကာရဖောင်ကြီးရမှာဆိုတော့ဖူဟန်ကဒီနောက်ဆုံးကောင်မှာ၃ပွဲနိုင်၂ပွဲရှုံးနဲ့ ဒီဖောင်အသင့်တရှိတဲ့အနေအထားမှာရှိပါတယ်အဝေးဝေးအောင်ဆင်းရတော့ဖောင်ရန်ကောင်းထားပါတယ်နောက်ဆုံးနောက်ဘက်မှာရှုံဝဲမရှိတာတွေပဲလေးဝဲနိုင်တဲ့ဘွဲဒီဖောင်အကောင်းမွန်လို့အနေအထားမှာရှိပါတယ်ဒီနေ့ဒီဒီ headway ထိုက်တဲ့တူဆုံမှုကိုကြည့်ရမစင်တော့ဒီ Arsenal ကိုကနဲ့ဒီပိုင်းမှာအခက်တွေ့ရတဲ့အနေအထားမှာရှိပါတယ်ဝေးဝင်းဖြစ်ဖြစ်အင်ဝင်းဖြစ်ဖြစ် Arsenal ကိုကနဲ့ဒီပိုင်းမှာရုံးကရအနေအထားမှာရှိပါတယ်ဒီဘွဲပြင်လည်းဒီဝေးဝင်း Arsenal တို့ Champion League အရင်ကြီးရဲ့ဘွဲစဉ်ဒီ Arsenal အင်ဝင်းမှာ AD ကိုအခက်ရမယ့်အနေအထားမှာလည်းဖြစ်တာကြောင့်ဒီပွဲချက် ဝက်ချက်ကလာရောက်ပြီးဖြစ်တဲ့ကြောင့်အာဆင်နယ်တို့အနေနဲ့သူတင်နေတဲ့ဒီကစားချွေတာလာနိုင်တဲ့အနေအထားမှာရှိပါတယ်။ကျွန်တော်ဒီပွဲမှာတော့ဖူဟန်ဖူဟန်ကလည်းဒီအသင်းကြီးတွေနဲ့တွေ့တဲ့အချိန်တိုင်းမှာဒီနောက်ကုန်ပြထားတဲ့အနေအထားမှာဖြစ်တာကြောင့်ဖူဟန်အိမ်ဝင်းမျိုးမှာအာဆင်နယ်အနေနဲ့ဒီနှစ်ဖို့ပြတ်ဖို့အလေကွေးနေတာမှာရှိပါတယ်။ဒါကြောင့်ဒီပွဲမှာတလုံးသေးပေါက်ကြည့်အောင်မှာဒီအင်ရှင်ဖူဟန်ပေါ်ကိုရွေးချယ်ထားပါတယ်။စနေညမှာအလုံးစုံပေါင်းကြကြပါလိမ့်ဗျ။ဒီနောက်တဲ့ဖိုင်ကတော့ဒီလာလီကာနဲ့ဘွန်ဒက်စလီကာပေါင်းပြီးဒီဖိုင်ထပ်တင်ပြီးသွားမှာဖြစ်ပါတယ်။